အားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမိင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု walker qualifying ပေါ့လေ walker qualifying ကအနည်းကတုန်းကခြေစပွဲအောင်တဲ့အသင်းတွေအများကြီးထွက်ပေါ်လာခဲ့တယ်။ဆိုတော့ walker qualifying နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပေးသက်တဲ့အတွက်စိတ်ဝင်စားစရာလုံးဝကို historic moment ရှိတယ်။ကမ္ဘာ့ဗလာခြေစပွဲအောင်တဲ့အသင်းကအကုန်လုံးနှိပါရှိပြီးတော့ legend player တွေတော့ပဲကျန်တယ်။ဆိုတော့ကျွန်တော် player က တိုက်ကြီးလိုက်တိုက်ကြီးတွေအားလုံးစုပြီးတော့ကျင်းပမယ်ပလီယောတစ်ခုကြံမယ်ဥယောပဆိုရင်ပလီယောတစ်ခုကြံမယ်အဲ့ဒါတော့ပဲကြံတယ်ကျန်တဲ့ဟာတွေအတော်တော်များများအကုန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကမ္ဘာဖလားပြိုင်ပွဲရဲ့အခုပြိုင်ပွဲမှာအိရှင်ကနေဒါရဲ့မက္ကဆီကိုရဲ့အမေရိကန်အပီးမှာပထမဆုံးချေပွဲအောင်တာကဂျပန်အောင်နဲ့ပြီးတော့နယူးဇီလန်အောင်နဲ့အီရန်အောင်နဲ့ပြီးတော့မှ အာဂျင်တီးနားအောင်နဲ့ဥစဘက်ကစ္စတန်အောင်နဲ့ပြီးရင်တောင်ကိုရီးယားဂျော်ဒန်ဩစတြေးလျဇက်တိုက်အောင်ပြီးတော့မှ တောင်အမေရိကတိုက်ကဇက်တိုက်ပဲဘရာဇီးလရဲ့အက်ကွေဒိုရဲ့ဥရုဂွေးရဲ့ကိုလံဘီယာရဲ့ပါရာဂွေးရဲ့ဇက်တိုက်အောင်သွားတယ်။အာဖရိကမော်ရိုကိုပထမဆုံးခြေစပွဲဆက်အောင်ပြီးတော့တူနီးရှား၊အီဂျစ်၊အယ်ဂျီးရီးယား၊ဂါနာပြီးကိတ်ဘာဒီလုံးဝဆပရိုက်စ်နဲ့အောင်လာပြီးတော့အဲ့နောက်မှာဆောက်တာအာဖရိကအောင်တဲ့ အင်ရှင်ဖြစ်ပြီးခဲ့တဲ့ပြိုင်ပွဲတော့ကကျင်းပါတဲ့ကာတာချစ်ပွဲအောင်ပြီးတော့ဥရောပထဲမှာတခြားအသင်းတွေလိုပဲအင်္ဂလန်ချစ်ပွဲစအောင်နဲ့ပြီးတော့ဒါ2034မှာအင်ရှင်ဖြစ်တဲ့ဆော်ဒီအာရေဗျာချစ်ပွဲအောင်မယ်အိုင်ဘရီကိုဆန်နီကောအောင်ပြီးတော့ပြင်သစ်ခရိရှားပေါ်တူဂယ်နော်ဝေးဂျာမနီအသီးသီးအောင်ပြီးနယ်သာလန်အောင်နေဆိုတော့ကျွန်တော်တို့အင်္ဂါနေ့ညမှာနောက်ထပ်ခြေစပွဲအောင်တဲ့အထက်မှာဥရောပမှာဘယ်လ်ဂျီယံအောင်နေအော်စတြီးယားအောင်နေ ဆွစ်ဇာလန်အောင်နဲ့စပိန်အောင်နဲ့စကော့တလန်ကတော့ဒိုင်မန့်နဲ့ပွဲမှာတကယ့်ကိုဒရမတစ်ပဲသူတို့တကူသွင်းတဲ့တော်မနီသွင်းသွားတဲ့ဘိုက်စကယ်ခစ်ကတကယ့် quality ကိုသွင်းသွားတယ်အဲ့မှာ white line ကပနတီပြန်ချီတဲ့ဒုတိယပိုင်းမှာအဲ့နောက်မှာစကော့တလန်ကတောက်ကန်ဘိုးကနေတိုက်ရိုက်နီးပါးပြန်သွင်းလိုက်တယ်အမှလူတစ်ချက်လောက်တော့ထိသွားတယ်ထင်တယ် ကက်စပါရှမိုက်ကလုံးဝမတက်နိုင်ပဲအဲ့မှာချက်ချင်းပဲပက်ထရစ်ဒူကူပြန်ချီတယ်ဒါပေမဲ့အင်ဂျူရီတိုင်းရောက်တဲ့အချိန်မှာစကော့တလန်က90တွင်းပြီးတော့စကော့တလန်ချင်းစပွဲအောင်သွားတယ်အဲ့ဒီမှာဘီတရှာရဲ့ဟ ோம் နေရှင်တွေကဝင်းစ်ကပလေးအော့ခံရတယ်မြောက်အိုင်ယာလန် Nation League ကခြေစပွဲ Playoff ခံရတယ်ပြီးတော့ Maskotland နဲ့ England ကတိုက်ရိုက်အောင်ပြီးတော့ Ireland ကကြတော့ကျွန်တော်တို့ Playoff ကံကွင်းရတယ်တစ်ဖက်ကအသင်းတော်တော်များများပေါ့လေ Home Nation အသင်းတွေကံကောင်းတယ်လို့ပြောရမယ်ဒီနေရာမှာကျွန်တော်တို့သမိုင်းတည်ရေးထိုးတဲ့အထက်မှာပနမပနမကတော့2018မှာနောက်ဆုံးခြေစပွဲအောင်ပြီးတော့အခုဒီဒီချိန်မှာပနမခြေစပွဲအောင်နေပြီးတော့မှ Haiti ဆိုတဲ့နိုင်ငံအသေးလေးကလည်းခြေစပွဲအောင်နေ1994မှာသူတို့ခြေစပွဲတစ်ခါအောင်ပြီးတော့ဒါအခုထပ်ပြီးအောင်ပြီးတော့ ကျွန်းနိုင်ငံလေးဖြစ်တဲ့ကာရိုဘီယံဒေသပေါ့လေကိုကာကက်ဆုံရဲ့ကာရိုဘီယံကကျွန်းနိုင်ငံလေးဖြစ်တဲ့ဒီအသင်းကလည်းကာရောင်ကူကာဆိုတဲ့အသင်းကတမိုင်းတစ်လျှောက်ပထမဆုံးခြေစပွဲအောင်တယ်ဆိုတော့ပထမဆုံးချိန်ဝေါ်ကက်ကွာလီဖိုင်းအောင်တဲ့အသင်းကဥစ်ဘက်ကစ္စတန်ခူဆာနိုရဲ့ဥစ်ဘက်ကစ္စတန်က first time ever ဝေါ်ကက်အောင်တယ် အာရှတိုက်ကဂျော်ဒန်ဝေါကက်ကိုပထမဆုံးကြင်အောင်နဲ့ပြီးတော့မှအာဖရိကတိုက်ကခိတ်ပါတီပထမဆုံးကြင်အောင်ပြီးတော့အခုခူရာကာဝဆိုတဲ့အသင်း၄သင်းဟာတမိုင်းတလျှောက်ပါဝေါကက်ကိုပထမဆုံးကြင်ချေစပွဲအောင်နဲ့ဆိုတော့အင်ရှင်ဖြစ်ချင်းပါတဲ့၃နိုင်ငံအပါအဝင်ကမ္ဘာဖလားဝင်ခွင့်စုစုပေါင်း 48နိုင်ငံမှာခြေစပွဲအောင်တဲ့အသင်းတော်တော်များများကျန်တဲ့အခါမှာမနေ့ကဆိုရင်အီရက်က UAE ကိုနှစ်ကိုးတကိုးနဲ့ပလေးအော့ဖ်မှာနိုင်လိုက်တဲ့အတွက်ကြောင့်အီရက်ကတိုက်ကြီးအလိုက်ပလေးအော့ဖ်ပြိုင်ပွဲရဲ့ခြေစပွဲကိုသူတို့ရောက်သွားပြီဟိုတနေ့ကနိုင်ဂျီးရီးယားကိုဒီယာဂွန်ကူကပနေတီမှာနိုင်တော့နိုင်ဂျီးရီးယားကိုနိုင်တဲ့ဒီယာဂွန်ကိုလည်းတိုက်ကြီးလိုက်ပလေးအော့ဖ်ကိုရောက်ထားပြီးတော့မှဘိုလီးဗီးယားလည်းတိုက်ကြီးလိုက်ပလေးအော့ဖ်ကိုရောက်ထားတဲ့အခါမှာအဲ့ပလေးအော့ဖ်ပုံစံကလည်းလုံးဝစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့အခုလောလောဆယ် အဲ့ playoff နဲ့ပတ်သက်လို့ပေါ့လေကျွန်တော်ဘာတွေသွားကြည့်ရမလဲဆိုတဲ့အချိန်မှာအခုလောလောဆယ်အနေထားရ Inter Confederation Playoff ဆိုတဲ့တိုက်ကြီးလိုက်တဲ့မှာ Bolivia ပါတယ်တောင်အမေရိကတိုက်က half လေး Diago ကအာဖရိကဆုံးရဲ့ legend တနည်းရာ Iraq ကအာချဆုံးရဲ့ half တနည်းရာပြီးတော့ Jamaica Jamaica ဆိုရင် Steve McClaren ကိုင်းတဲ့အသင်းဖြစ်တဲ့အခု Steve McClaren ကချစ်စပွဲမအောင်တော့ဒီပြရာတို့ကနှုတ်ထွက်သွားတဲ့ Jamaica ကြံမယ်ပြီးတော့မှ CONCACAF ဆုံးက Suriname ဆိုတဲ့နိုင်ငံအသေးလေးတစ်ခုပါပြီးတော့ New Caledonia ယာဆိုတဲ့တမုတ်တရားပိုင်းဆုံးကတသိန်းစုစုပေါင်း6သိန်းကန့်မယ်အဲ6သိန်းတဲ့ကနေချစ်စပွဲအောင်ခွင့်ရမှာ2သိန်းအောင်ခွင့်ရမယ်ဆိုတော့2သိန်းအောင်တဲ့ချိန်မှာ ranking မြင့်တဲ့ event နဲ့ DR ကူကူက automatically playoff final ကိုစောင့်နေပြီးတော့အောက်က playoff 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 ဆိုတဲ့စီမီနှစ်ပွဲထွက်မယ် ဆိုတော့ဒီယာကွန်ကူနဲ့အီဝက်ကအော်တိုမက်တစ်လီခိုဘက်ကတက်လာမယ်ခုနပြောတဲ့တဲကဘိုလီးဗီးယားရဲ့ချမေကာရဲ့တမုတ်တရားပိုင်းကနယူးကယ်လီဒိုနီးယားဆိုတဲ့အသင်းရဲ့ကာရီဘီယံဘက်ကဆူရီမန်ဆိုတဲ့အသင်းအဲ့လေးသင်းတဲကနှစ်သင်းတက်လာတဲ့ခါမှာခုနအီရတ်နဲ့ဒီယာကွန်ကူနဲ့တွေ့မယ်အဲ့ဒါကတခုအဲ့ဒီထဲမှာမှာစိတ်ဝင်စားစရာကဥရောပစုံရဲ့ဒုတိယအဆင့် UEFA ရဲ့ဒုတိယအဆင့်တိုက်ပွဲမှာအောက်ဆူတူတရရတဲ့ထဲကအီတလီရဲ့ဒက်မတ်ရဲ့တူတကီရဲ့ယူကရိန်းရဲ့ပိုလန်ရဲ့ဝေးစ်ရဲ့ Czech Republic ရဲ့ Slovakia ရဲ့ Republic of Ireland ရဲ့ Albania Bosnia နဲ့ Kosovo အဲ့ဒီနေ့ကအုပ်စုစနုပ်စုရဲ့ဒုတိယရခဲ့ပြီးတော့မှ Nation League ကနေ right နေကိုတတ်မှတ်ပြီးတဲ့အချိန်မှာ Romania ပါတယ် Sweden ပါတယ်မြောက် Macedonia နဲ့မြောက် Ireland ၄သင်းပါလာတယ်ဆိုအဲ့ Nation League တက်လာတဲ့၄သင်းရဲ့ခုနအုပ်စုဒုတိယကျလာတဲ့၁၇သင်းရဲ့ပေါင်းပြီးတော့အဲ့၁၆သင်းဟာ semi final နဲ့ final ပုံစံမျိုးနဲ့၄စုခွဲလိုက်တယ် အဲ့လေးစုတဲကနေ၄သိန်းတောက်တဲ့ခြေစုပ်အောင်မယ်ဆိုတော့ဥရောပဇုံကနေနောက်ထပ်၄သိန်းထွက်မယ်ပြီးတော့ခုနသမုဒ္ဒရာဘိုင်းတွေအာဖရိကတွေအားလုံးပါတဲ့ Confederation Playoff ကနေနောက်သိန်းထွက်မယ်6သိန်းထပ်ထွက်လာမယ်ခြေစုပ်အောင်မယ်အသိန်းထပ်ထွက်လာမှာဖြစ်ပြီးတော့သူတို့ rank alike အုပ်စု4 A 4 B 4 C 4 D ဆိုပြီးခွဲလိုက်တဲ့အချိန်မှာအခုလောလောဆယ်မှာဥရောပရဲ့ rank အမြင့်ဆုံးဖြစ်တဲ့ဒါ league champion ဟောင်းဖြစ်တဲ့အီတလီကပေါ်ဝန်နဲ့မှာပါတယ်ဆိုတော့အီတလီရဲ့ ဒန်မတ်ရဲ့တူရကီရဲ့ယူကရိန်းရဲ့ဆိုသူတို့လေးသိန်းတွေးစရာအကြောင်းမရှိဘူးသူတို့ကပေါ်အိထဲမှာပါတယ်အီတလီရဲ့ဒန်မတ်ရဲ့တူရကီရဲ့ယူကရိန်းရဲ့ပြီးတော့မှပေါ်တူးထဲမှာပိုလန်ရဲ့ဝေးစ်ရဲ့ချက်ရီပပ်ဘလစ်နဲ့တစ်ဖက်ကဆလိုဗာကီးယားပါတယ်ဆိုတော့ပေါ်တူးထဲမှာအတောင်တင်းဆုံးကပိုလန်ကအတောင်တင်းဆုံးဝေးစ်လည်းမဆိုးဘူးလို့ပြောလို့ရတယ်ဒီမှာပါပြီးတော့ ပေါ်တရီးထဲမှာတော့အိုင်ယာလန်ရဲ့အယ်ဘေးနီးယားရဲ့ဘော့စနီးယားနဲ့ကိုဆိုဗိုအိုင်ယာလန်ကတော်တော်လေးတောင်းနေတယ်မှာပါပြီးတော့ပေါ်ဖိုးထဲမှာရူမီးနီးယားရဲ့ဆွီဒင်ရဲ့မြောက်မက်ဆီဒိုနီးယားရဲ့မြောက်အမှန်တိုင်းပြောရင်ပေါ်ဖိုးတော့မှာတော်တော်လေးပါတယ်ရူမီးယားလည်းကောင်းတယ်ဆိုတော့အီတလီကလုံးဝ short တော့လို့မြောက်အဲ့လေးသင်းထဲမှာတသိတသိနေနဲ့တွေ့မယ်ဆိုတော့အဲ့လိုမျိုးတွေ့တဲ့အခါမှာသူတို့ကဆီမီဖိုင်နဲ့နှစ်ပွဲကန်တယ်သူက semi final ကိုသူက2ပွဲခွဲချလိုက်တယ် အဲ့ semi final နှစ်ပွဲခွဲချပြီးတော့မှအဲ့ semi final နှစ်ပွဲကမှဆင်သူတို့ကအဲ့ round 2ကို semi final နှစ်ပွဲခွဲချမယ်နှစ်ပွဲမှာသူတို့တပွဲစီပဲကမှနော် ပြီးအရှင်ဖြစ်မဲထားရမယ်ပြီးဖိုင်နယ်တက်သွားမယ်ဖိုင်နယ်တက်တဲ့နှစ်သင်းနဲ့တစ်သင်းတွေ့မယ်ဆိုတော့ပြီးခဲ့တစ်ခေါက်ကအီတလီကမြောက်မက်ဆီဒိုနီးယားကိုပထမဆီမီဖိုင်နယ်မှာသူတို့ရှုံးတယ်ပြီးတော့ဖိုင်နယ်မှာပေါ်တူဂီကမြောက်မက်ဆီဒိုနီးယားကိုနိုင်ပြီးတော့ချေစပွဲအောင်သွားတာဆိုတော့ဂက်တူဆိုနဲ့အီတလီကလုံးဝ short တော့လို့မရဘူးဂျမတ်လက်စကော့တလန်ကိုနောက်ကျကိုကြောင့်သူတို့လည်း play off ကိုရောက်လာခဲ့တယ်လို့တူရကီကစပိန်ကိုတေးကံပေမဲ့ဆော့ပိုင်းတော့ကဂိုးပြက်ရှုံးတာကြောင့်သူတို့လည်း play off ရောက်လာတယ်ဘော့စနီးယားဆိုရင်အော်စတြီးယားကိုသူတို့နိုင်နေပြီးတော့မှပြီးကန်ဒီမှာပြန်ပြေးလိုက်လို့သူတို့လည်း play off ထဲကိုရောက်လာခဲ့တာ ဆိုတော့ဂတ်တူဆိုရဲ့အသင်းတကယ်ကိုစိတ်ဝင်စားစရာကြီးရမယ်ဒီတရားပါအိမ်ဝေးအဝေးကွင်းကိုပါတခါတည်းမဲနိုင်မှာဖြစ်တဲ့အတွက်ကြောင့်အရှင်ဖြစ်ဖို့ နှစ်ပွဲလုံးကိုအိမ်ရှင်ဖြစ်မဲ့အတင်းကအခွင့်အရေးရမှာဖြစ်တယ်။ဒီပွဲစဉ်တွေကို match လ26ရက်နေ့2026မှာကျင်းပမယ် match လ31ရက်နေ့မှာပြီးဆုံးမှာဖြစ်ပြီးတော့ဒါကတော့ play off ပေါ့လေ။ပြီးတော့ခုနပြောတဲ့တိုက်ကြီးလိုက် play off လည်းရှိတဲ့ခါမှာကျွန်တော်တို့ World Cup qualifying ကအကုန်လုံးနှိပါဆုံးပြီးတော့တကယ်ကိုစိတ်ဝင်စားစရာနောက်ဆုံးအခြေအနေဖြစ်တယ်။ဆိုတော့လက်ရှိမှာဘိုးဆွဲဖို့ရေပန်းစားဆုံးက European Champion Spain ဖြစ်တယ်။ Spain ကရေပန်းစားဆုံးနံပါတ်1၊ပြင်သစ်ကနံပါတ်2၊ Brazil ကနံပါတ်3 ပြီးတော့မှအင်္ဂလန်ကနံပါတ်၄အာဂျင်တီးနားကနံပါတ်၅ဒါ top 1 2 3 4 5အောက်မှာဂျာမနီရှိမယ်ဒါပိုတူဂီရှိမယ်အစင်လိုက်ဘယ်ဂျီယံနယ်သာလန်အသီးသီးရပ်တည်ထားတယ်ဒါက2026 World Cup qualifier ရဲ့ဒါနောက်ဆုံးအခြေအနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ international ပွဲတွေရဲ့နိုင်ငံတကာပွဲစဉ်တွေအားလုံးကို2026 match လာမှပြန်ကစားတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်